အဲသူတို့ပြန်ယူသွားတယ်ဟေးပြန်ရသွားတယ်ဟေးရသွားတာအခွန်ပဲရသွားတယ်ဆိုတော့လေပြောချင်တာဗောနော်တက်ဖွဲ့တွေစိတ်ကြိုက်လှုပ်ပြီးမှဗောနော်ခုနလိုမိဘစီပြန်အပ်ပြီလာပါ ကျွန်တော်ပြည်သူအမှန်ငါတို့တန်းနေကြိုးစိုးပါတယ်အဲပြည်သူအမှန်ဖြစ်သွားပြီအမှန်ဖြစ်တာအပြောအဲ့ဒါကျွန်တော်ခမရ998 998ဟိုဘက်ကတော့သူကသတင်းလွှင့်နေတာလည်းရှိတယ်အဲစစ်ကောင်စီဘက်ကပေါ့နော်ဝါလာဖြတ်နေရှင်ဒါသူတို့ရဲ့ထုံးစံပေါ့သူတို့ကလိန်နေကြောက်အဲ့ကြအဲဒီတပ်ပုံမှတ်တမ်းတွေကသူတို့တင်လာတဲ့ပြန်ပြီးတော့ဝင်နေပါပြီဆိုတော့တပ်ပုံမှတ်တမ်းတွေရတဲ့ပုံအဟောင်းတွေဖြစ်တယ်ဆိုပြီးတော့လေတော်လိုင်းတပ်ဖွဲ့တွေရဲ့ကောင်းဆောင်နေရာလဲပြောထားရရှိတယ်ဗောနော်တရင်နေမှာလဲတက်လာပြီပြီးတော့အဲ့နေရာက အဲတပ်ဖွဲ့တွေတိမ့်ပိုက်သွားတဲ့ဟာမကြဘူးဘုံကမကြဘူးဆိုတာ9ရက်နေကတ်တယ်10ရက်နေတိမ့်တယ်ညတော့ကြရနေအဲအဲ့လိုပုံစံမျိုးကြီးကျုံသွားပါတော့ဟိုသူတို့ဘက်ကသူတို့ပြန်ရတာတွေမရတာတွေအသာထားလိုက်အောင်အရင်ဆုံးတော့ကျွန်တော်တပ်ဖွဲ့တွေကရတာပဲဒီတလိုက်တပ်ဖွဲ့တွေကအရင်ဆုံးအဲ့ဒီတင်ရင်ဌာနချုပ်ကြီးကျုံပစ်တာပဲပေါ့နော်အဲ့တော့တိုက်ပွဲဖြစ်နေတဲ့အချိန်မှာသူတို့တွေလေရင်နဲ့လာကျဲတာရှိတယ်ကျွန်တော်တလိုက်တပ်ဖွဲ့တွေဘက်က drone တွေလက်နက်ကြီးတွေအဲသူတို့ဘက်ကလည်းပစ်တာရှိတာပဲအဲပြီးတော့ ဒီတရဲသမိန်နဲ့ဂျိုးလေးဆင်ရွာအဲ့ဘက်ကနေပြောလေဒါပြပြခုပေးတာရှိ ရှိရအဲ့ထဲမှာရှိတဲ့အဆောက်အဦတွေတော်တော်များများကသူတို့ပြန်ဝင်နေဆိုရင်ထားပါတော့เนาะပြောပြတယ်ပြန်ဝင်နေဆိုရင်တော့နေလို့ရတဲ့အနေထားမဟုတ်ဘူးအဲ့အဲ့တော့ကိုသူတို့ကဒါဂုံစာပြီးတော့ပြောနေကြတယ်ဗောနော်အဲပြီးတော့သူတို့ပြန်ဝင်နေပါပြီဆိုတဲ့ပုံစံမျိုးဒါပေမဲ့မြေပြင်မှာတော့တကယ်စစ်ကြောင်းနေထိုးတယ်မြေပြင်မှာတော့တကယ်အင်အားညာနေချီပြီးတော့စစ်ကြောင်းထိုးတာမျိုးတွေလုပ်တယ်တိုက်ပွဲတွေလည်းအခုချိန်ထိဖြစ်နေတော့မယ်ဗောနော်ဒါပေမဲ့အဲဥစ္စာကိုယာချင်းမယချင်းနဲ့ပတ်သက်လို့သူတို့မှအရေးကြီးနေတာ ကျွန်တော်ဒီဘက်ကတပ်ဖွဲ့တွေဘက်ကရင်းမြူလက်နက်တွေရရပေါ့ကွာသူတို့ဌာနချုပ်တဲ့လေးဝင်တယ်ဗျာဌာနချုပ်တက်ခွင့်မှုသေးတယ်ဗျာနောက်တန်းမှုပြောရရင်နောက်တန်းမှအကြီးဆုံးကောင်သေးတယ်ဗျာပြီးရင်အဲ့ခုနဒီထွက်ပြေးရတဲ့ဒီသူတို့ရဲ့မိသားစုတွေပေါ့နော်အဲ့အဖွဲ့တွေရှိတယ်ပြီးရင်ခုနှစ်ယောက်လားမသိဘူးဖမ်းမိတာတွေရှိတယ်အဲ့လောက်ထိသူတို့ဖွဲ့စည်းပုံတွေပြတ်သွားပြီအတန်းရင်ဌာနချုပ်ကနေခိုင်မာခံစစ်စင်တာရဲ့နေရာနေသူတို့ဒါဖွဲ့စည်းပုံပြတ်ပြီးတော့ဒါတန်းရင်နဲ့ထိတော်လိုင်းတက်ဖွဲ့တွေကဝင်စီးပြီးတော့လက်နက်ခဲယမ်းတွေယူတဲ့အဆင့်တွေထိဖြစ်သွားပြီးပြီ အဲအဲ့လိုမျိုးဖြစ်သွားတဲ့ဟာကျွန်တော်တို့ကဒါအကျိုးမြတ်အများကြီးရအောင်မြင်မှုအကြီးရတာပေါ့နော်ဟုတ်တယ်အဲသူတို့ဘက်ကအဲ့ဒါဗာလဲဆိုဒီတက်ပုံတင်ပြီးတော့သူကသူတို့ရပြီမရဘူးဆိုတဲ့ဟာကိုညင်းတဲ့ဟာကသူတို့တို့အရေးကြီးနေတာဘာလို့ရေးကြည့်ရလဲဆိုတော့အဲ့လိုပေါ့သူတို့မှာစိတ်တဲ့စိတ်စဉ်ရင်းနဲ့ပတ်သက်ရင်သူတို့ဘက်ကအဖွဲ့တွေကတော်တော်လေးစိတ်တဲ့အဲပြက်ယွင်းနေတာတွေအဲပြီးတော့ကြာဆင်းနေတာတွေအကြောင်းမလို့သူကဒီဥစ္စာမျိုးကိုပြန်ပြန်ပြီးတော့အဲဝါဒဖြန့်ရင်းနဲ့စိတ်တဲ့ပြန်တဲ့ကြောင်းလုံနေရတဲ့အဆင်ဖြစ်နေတာဟုတ်တယ်အခုအဲ့လိုဖြစ်နေတာပေါ့ သူကဘာနဲ့သွားလာဆန်သွားတူနေတယ်ညီလေးကသူကဟိုခိုးရလိုက်ပြီးွားပြီအဲ့ဒါကိုအပြိုအပြိုလို့ပြောနေတော့အပြိုလို့ပြောနေတော့မင်းတို့ပြိုချင်ကြည့်ရလဲကွာအဲ့တော့အမေဖြစ်ဖြစ်ညီလေးပြောလို့ပဲဟိုဒီချိန်မှာမိဘပြန်ပြန်ခေါ်ရလဲရရတယ်ရတယ်ယူသွားခိုးရလိုက်ပြီးွားပြန်ခေါ်ရလဲရတယ်ဒီချိန်မှာအဲ့လိုဖြစ်နေဟိုဟာဒါက အရင်အရေးကြီးတဲ့အရာတခုမဟုတ်ဘူးပေါ့နော်အဲတော်လိုင်းတက်ဖွဲ့တွေကဒီပတ်ချလဲမှာဒါလဲညီလေးနောက်တကယ်ပြန်ရသွားခဲ့ရင်တော့မယ်နောက်တစ်ချိန်တော်လိုင်းတက်ဖွဲ့တွေကဘယ်တော့မှဒီလိုဖြစ်မခံတော့ရပြီဆိုရင်တေချာရအောင်လုပ်ရမယ်ဆိုတော့ဟိုဟာလေးတခု message လေးတခုတို့မှရသွားတယ်အဲ့တော့တရားဟိုဘယ်လိုပြောရမလဲဆိုတော့ ဟိုအိုးလို့ပြောရရင်တော့ခက်လေဟိုဟာဖြစ်လေပေါ့နော်ဟိုလှပိုလှလေပေါ့နော်အတန်လို့ပြောရရင်တော့ထုလေပိုပြီးတော့မှမာလေပေါ့နော်ဒါကောင်တလက်ရတယ်လို့ပဲဒါမှတ်မှတ်ယူလို့ရတာပေါ့ဟိုဒါကညီလေးသွားနာပြောတဲ့အချိန်ပဲဟိုဟိုတယောက်ရှိပါသေးရဲ့ဟာဟိုဟိုဟာလေဘုံဘာကြီးလုံးနေတော့ဆိုတော့ဟိုဟာ ထောက်ထောက်ပံ့တဲ့ဟာတွေဝေးတဲ့လူကြီးတွေဟာနေဝေးဝေးနေတာပါသာအသားငါးဆိုအသီးရွက်တွေရတယ်ကျွန်တော်တို့ကပြောတာပေါ့ဗျာဆိုတော့ပြောပြီးသွားတော့ဒီကောင်ထက်ပြီးရည်ရှင်လို့ထိန်းလိုက်တဲ့ပါဇက်ကတည်းကအတိတ ాయి ဟိုအလဲကောင်ရည်နေဘဘလဲပြောတာအဲကဲနောက်ကစီတီတော်လေးပြောပါဦးအမခိုးတီးရိုလေးဖြစ်နေသေးတာဒါကသူတို့ရဲ့ဟိုဟာလှုပ်ဆက်ပေါ့နော်သူတို့ချင်းချင်းတော့ရည်ချင်းနေတာအဲ့ဒီဟာကဘာလဲဆိုရင်ဟို တို့ဒီ time မှာဟိုလုတ်တဲ့ဟိုငါးတက်တာရေဒစိတ်တွေကိုကြည့်လိုက်ရင်မထိုင်းကထိုင်းငါးတက်တာရေတဘူးမှညဒီမှာတကယ်အဲ့မှာကိုအဲ့ဒီဗီဒီယိုဖိုင်တင်တော့ဟို comment တွေဝင်ရေးကြရဲအကျွန်တော်ထိုင်းမှာတကယ်ကြောင်တော့ဟွာတို့ကြွေးတာဆယ်ဆယ်ဘက်တန်းတဘူးမှာဆယ်ဘက်ဆယ်ဘက်ဆိုတာကတ်လိုက်မဟုတ်ဘူးတဘူးချင်းရောင်းတဲ့လက်လီရောင်းတဲ့ဆိုင်မှာဆယ်ဘက်ဟိုလက်ကားဆိုင်မှာဆယ်ဘက်တောင်မတန်တဲ့ငါးတက်တာပေါ့နော်အဲ့ဒါကိုသူတို့မှဒီဟာလေးတွေဟိုဟာဖြစ်ပြီးတော့မှကျွန်တော်တို့ဒါမျိုးတွေပြီးတော့ စစ်တပ်ရတာပြောတာပေါ့ဗျာဆိုတဲ့စကားစကားပြောတာပေါ့နော်အဲ့တော့အဲ့ဒီဟာကညီတိုက်ခိုက်ရိတ်ခါတော့ဆိုတာရှိရဟုတ်တယ်တိုက်ခိုက်ရိတ်ခါတော့ကဘာလောက်ဒီပါလဲဆိုတော့စလိတ်ဒီပါတယ်ဟုတ်တယ်စလိတ်ဒူရပါတော့ဒူရစလိတ်ပါအဲဒူရစလိတ်ပါချိုးချင်းပါတယ်ပြီးတရက်တိတနတ်ပါတယ်ဟုတ်တယ်เนาะတေချာအဲလူတယောက်ကို တပတ်စာတေချာကိုစားလို့ရအောင်လို့တပတ်စာတိုက်ခိုက်ရိတ်ခါပေးနိုင်တဲ့ စစ်တပ်ကဟိုးဟိုးအခြေအခြေအနေတော့ဒီအရင်တိုက်ပွဲတွေပေါ့နော်တကယ်ဟိုး90 1990ရဲ့ရှေ့ပိုင်းတိုက်တဲ့တိုက်ပွဲတွေတော့ဆိုလို့ရှိရင်တိုက်ခိုက်ရိတ်ခါဆိုပြီးတော့ပေးနိုင်တာနောက်ပိုင်းမှာအဲ့လိုမပေးနိုင်တော့ဘယ်နဲ့ဘာဖြစ်နိုင်လဲဆိုတော့ဇော်ဘုံကြီးကခြေအလူခံပြီးတော့ပို့ပို့ကဒဇင်ဦးကဟိုအကြော်ကြောပြီးပို့ကဟိုလူကဟိုကလောက်ပြီးပို့ကနိုင်နိုင်ထုံးကဖုံးပေတောင်းပြီးပို့ကနေသိတာဒီကောင်ဒီမှာအဲ့လိုအဲ့လိုဖြစ်နေတာနိုင်နိုင်ထုံးအကောင့်မှာရှိတယ်တွက်ကြည့်နေဖုံးပေ ဖုံးပေနေဖုံးပေဟိုဟာဖြစ်ပေးပါသူသူစီလှူလို့ရပါတယ်ဗောနော်ရှေတန်းရောက်တက်မတော်သားတွေပြန်ပြီးတော့လှူပေးဖို့ပါဆိုပြီးဖုံးပေစားအလူကန်ဒါနိုင်ငံပိုင်နာကိုဖိန်ခုထိုင်ပြီးတော့တိုက်နေတဲ့စစ်တပ်ကဒီအခြေအနေဗောနော်အဲ့တော့ဒီငါးခုရှိရာချင်းမရချင်းကအရင်ရေးမကြည့်ပါဘူးပထမပြော ပြောခဲ့တဲ့ဇကားလိုပဲဒါဟိုဟာသားအနေနဲ့ခိုင်းတိုင်းပြီးတော့ပြောတာပါခိုးရလိုက်ပြီးသားဖြစ်သွားပြီဟုတ်တယ်ပြန်ခေါ်ရင်ခေါ်ဝါပြဿနာမရှိဘူးဗောနော်အဲ့ဒါဘာမှမဖြစ်တော့ဘူးအဓိက ဒါပေမဲ့လက်နဲ့80ကျော်ရလိုက်တယ်80ကျော်မှာသူတို့ဘူယိုရိုက်ပြထားတဲ့အထက်မှာဆိုလို့ရှိရင်လက်နဲ့ငယ်ဘောင်းဆောင်ရဲ့81နောက်ပွင့်နော်81ပါတယ်လက်နဲ့ကြီးတွေပေါ့နော်လက်နဲ့ကြီးဘောင်းများသွားလဲရတယ်ဒါအပြင်မှာဒီနေရာကိုကိုရီးယားရောက်ခဲ့ပြီးသွားပြီတို့ကလိုချင်တာကညီလေးကဘယ်လိုပြောရမလဲဆိုတော့မြို့တွေနယ်တွေမှာရှိတဲ့ဒီစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်နေရာတွေကိုအဓိကဖြိုဖျက်ပြီးတော့မှကိုရီးယား ရှစ်ကောင်တွေရန်နေရာကိုဟိုဒီ online တက်ဖွဲ့တွေရန်နေရာကိုတိဆောက်ချင်တာဒါဟိုဒီ NUG ရန်နေရာပေါ့နော်ဒီလိုမျိုးတိဆောက်ချင်တာတိဆောက်ချင်တဲ့အချိန်မှာကိုရီးယားအဲ့ဒီအနားမှာရှိတဲ့အဆွဲပွားတွေကိုအဲ့ဒီခံနေတဲ့စစ်တပ်တွေကိုတိုက်ထွာတာပဲရှိတယ်အဲ့တော့မျိုးတစ်မျိုးပြန်ပြီးတော့မှလက်လွတ်ဆုံးရှုံးခံလိုက်ရလောက်ဒီအထိအရင်အရေးကြီးသွားတဲ့အရာမဟုတ်ဘူးအဲဒီစခန်းထဲကိုဝင်လိုက်တယ်ဝင်ပြီးတော့မှဒီကျန်တဲ့တက်တွေဆိုလို့ရှိရင်တင်းနေတာမှန်ပါတယ်တင်ငန်းကြီးအောင်လို့ တက်တွေပါတယ်ကျန်တဲ့တက်တွေချိပါတယ်တိန်းထားတာတိန်းထားပေမဲ့တော်လိုင်းတက်ဖွဲ့တွေမနေပါဘူးတော်လိုင်းတက်ဖွဲ့တွေကရန်သူဝင်ရောက်လာနိုင်တဲ့လမ်းကြောင်းတွေကိုပဲတော့ဆုတ်ပြက်နေတဲ့နေရာတွေရန်သူဝင်ရောက်လာနိုင်တဲ့လမ်းကြောင်းကိုပဲသူကပတ်ပြီးတော့မှပိတ်ဆို့ထားပြီးတော့ဒီနေရာပြန်မပေးရရေးအတွက်ပဲပြန်ပြီးတော့ပိတ်ဆို့ထားတာပဲရှိရဲဒီထဲမှာဝင်ပြီးတော့နေတယ်ဆိုတာမရှိပါဘူးအဲ့တော့ဒီဟာကြီးဒီနယ်မြေထဲမှာ အစင်တစိုက်နေထိုင်ခြင်းမထိုင်နိုင်ခြင်းဟာအရေးမကြီးပါဘူးကိုယ်ဒီအမြတ်အကျိုးမြတ်ဘာတွေရရှိသွားလဲဆိုတာကိုပြန်ပြီးကြည့်ခြင်းအပြင် ငါကိုရှိကကိုတွေအတွက်အကျိုးအမြတ်အများကြီးရတယ်ပြီးတော့သူတို့သူတို့စိတ်ထဲမှာဘာခံစားနေရမလဲဆိုတော့သူတို့နောက်တန်းဌာနချုပ်တိုက်ခံရတယ်သူတို့မိသားစုတွေတိုက်ခိုက်ခံထွက်ပြေးရတယ်ပေါ့နော်တိတ်ရှောက်ရတယ်အဲ့ထဲမှာတည်လားရှင်လားသူတို့မသိဘူးတိုက်ပွဲဖြစ်နေတဲ့အချိန်မှာအဆက်အသွယ်မရနိုင်ဘူးပြီးရင်ဘောဇက်ကဆက်သွယ်ရအောင်မလွယ်ဘူးဟုတ်တယ်ဟုတ်တယ်ကိုယ်တော်ပဲမိတာကိုယ်တော်လည်းဟိုနွားလဘိုးတောင်တစ်ခုပဲရှိတာအဲနွားလဘိုးရှိမယ်ဒီဘောဇက်ကိုရှိမယ်အဲ့အလောက်ပဲမိတာလေအဲ့ကြ အေးအဲ့လိုနေရာမျိုးမှာသူတို့ယောက်ျားတွေကရောက်နေတယ်နောက်တန်းမှာသူမိသားစုတွေကတိုက်ခိုက်ခံနေရတယ်ပြီးတော့သတင်းတွေတက်ဖို့နေတက်လာတယ်ဒေါ်လိုင်းတက်ဖွဲ့တွေကြိတ်ကြိတ်တယ်ပြီးအခုဒေါ်လိုင်းတက်ဖွဲ့တွေပါရမရအဖွဲ့တိုင်းကကိုပိုင်ဗီဒီယိုထုတ်တာနော် SOR ကပါ SOR ထုတ်ခဲ့ရန်ကုန်ဘက်ကပါရန်ကုန်ကထုတ်တယ်တောင်ကျွာကပါတောင်ကျွာထုတ်တယ်အဲ့လိုမျိုးဗီဒီယိုထုတ်တယ်အဲ့ဟာကြည်သမျှကာလပါတခေါင်းနေကြေခွဲနေမှာငါတို့မိသားစုတွေဘယ်ရောက်သွားပြီလဲဆိုတဲ့ဟာမျိုးပြီးရင်အဲ့မှာစိတ်နာတာတွေပါလာလိမ့်မယ်ငါတို့ကတော့ရှေ့တန်းမှာတို့တို့အသက်ဘေးဘေးလောက်နေရတာ သူတို့ကတော့ငါတို့နောက်တန်းမှာရှိတဲ့မိသားစုတော်မှာမကာကွယ်ပေးနိုင်ဘူး။အားရဟာတွေဖြစ်လာလိမ့်မယ်။အဲ့ဒါတွေကပဲအမျက်ပြီးတော့ဒီအဝန်းဝိုင်းကြီးထဲမှာသွားပြီးတော့နေချင်းမနေချင်းဆိုတဲ့ဟာကကျွန်တော်ညင်းခုန်နေရမှာမဟုတ်ဘူး။ဘိုးဘက်ကောင်တွေကညင်းညင်ညင်မညင်းညင်နေ။အဲ့ဒီထဲကငါတို့ရောက်ခဲ့ပြီးပြီ။ဒုတက်ဖွဲ့တွေယူခဲ့ပြီးပြီ။အဲဒုတက်ဖွဲ့တွေဒါခုနလိုပေါ့နော်အချိုးမြက်ရောက်အောင်လုပ်ခဲ့ပြီးပြီဆိုတဲ့ဟာအမျက်ပေါ့နော်။သူတို့စီမှာဘိုကင်းကြသွားပြီဆိုကနေကောတိတ်ခါကြပြီပြီဟုတ်တယ်ဟုတ်တယ်အဲ့ဘိုကင်းကိုဘယ်သူမှလောက်တာမဟုတ်သူတို့ဘာသာသူတို့လေနဲ့လာကျဲရတဲ့အဆင့် အဲသူတို့ဒီတက်စကန်ကိုဆုံးရှုံးလက်လွတ်ခံပြီးရောမှကိုပဲဒါပြစ်ကူပေးပြီးရောဆုတ်ခွာရတဲ့အဆင့်ထွက်ပြေးရတဲ့အဆင့်ဆိုတော့အဲ့ခနေကွာသူတို့တိတ်ခါကြာမင်းတို့တွေးတတ်တယ်ဆိုရင်ပြောတာပေါ့နော်တွေးတတ်တယ်ဆိုရင်မင်းတို့ကဒီတဲ့ကိုဝင်ပြီးရောကိုကြောင့်ခွန်းနဲ့ဓာတ်ပုံရိုက်ပြီးမှတင်မှဒါပြန်ရတယ်ဆိုပြီးရောတွေးနေတယ်ဆိုရင်မင်းတို့အုံတော့တည်းကသွားပြီအဲ့တော့ဒလိုင်းတက်ဖွဲ့တွေကရီးနေမှာအဲ့ကြသိသိရမလက်နဲ့ခရဲနေဒါတယောက်ဘနလက်ဆိုပြီးခွဲပြီးရောရီးနေလိုက်မယ်ပေါ့နော်အဲ့ဒါကတော့ဒါသူတို့ဘက်ကညှင်းခုန်နေတဲ့အပိုင်းဒီဘက်ကအကျိုးမြတ်ရတဲ့အပိုင်းပေါ့နော်အဲ့အဲ့မှာဒါကြောင့် အဲတတိယနဲ့ပတ်သက်လို့ချိုးရလေအဲဒီဥစ္စာကိုတွေးဟာဖြစ်တာမျိုးရရှိတယ်လို့ပေါ့နော်အဲဒီဥစ္စာနဲ့ပတ်သက်လို့လည်းပေါ့နော်ရန်ရန်တိုက်တဲ့ဟာမျိုးလေးလည်းရှိအဲအဲဥစ္စာလည်းဒါကျွန်တော်တို့ကြုံနေရတဲ့ဟာပေါ့ဒါပေမဲ့ဒါကအကြောင်းရင်းသိတဲ့သူချင်းချင်းကြတော့ပြဿနာတစ်ခုမဟုတ်ဘူးဆိုတဲ့ဟာလည်းသိနေခြင်းနဲ့ပြီးတော့အဲတစ်ဖက်ကအဖွဲ့တွေရဲ့အခုနောက်ပိုင်းသိခွဲတက်ရှိုးတဲ့ဟာတွေကိုလည်းအာနည်းနည်းလေးသိနေခြင်းတော့ပေါ့နော်အဲအခုကဒါသူတို့ဆိုရင်အခုဆိုရင် ဒါဒီခုနရှေ့ရှေ့ကျွန်တော်ပြောခဲ့တဲ့ဒီလေရင်ဖြစ်စင်မှာဆိုရင်ကိုပဲအဲတော်တော်မမတ်ရန်ပုံစံမျိုးတွေလောက်သွားတယ်ပြောသွားတယ်ပြီးတော့ဇလန်ကြီးတက်ဖွဲ့ရင်နဲ့ပြည်သူနဲ့ရန်တိုက်တဲ့ပုံစံမျိုးတွေသူပြောသွားတယ်အဲပြီးတော့ကျတော့အဲ့မတ်အနေထဲမှာဝင်မတ်နဲ့လူတွေဟာဟာကိုကြိလိုက်ရင်ကိုပဲသူကဘာပြောလဲဆိုတော့မင်းတို့ကဘာဖြစ်လို့ပြည်သူစီမှာသွားနေတာလဲအဲအဲ့တော့ကျတော့ပြည်သူကရောပြီးတော့ပြစ်ခံရတာပေါ့ဆိုတဲ့ပုံစံမျိုးတွေပြောတာမျိုးရှိတယ်ဗောနော်ဒီကပြည်သူရှိနေရင်တောင်မှသူတို့မပြစ်ရဘူးဆိုတဲ့ဟာမျိုးသူတို့အတွေ့အကြုံမှာမရှိဘူးအင်း ပြည်သူရှိနေပေမဲ့ PDF ပါလို့ပြစ်တယ်ကွာဆိုတဲ့ပုံစံမျိုးပဲဖြစ်နေတာပေါ့နော်အခုနောက်ပိုင်းမှာအဲ့ပုံစံမျိုးတွေပုံများလာတယ်အဲ့တော့အဲစစ်ကောင်စီတက်နေဆိုရင်ဝေးဝေးမှာပဲနေကြပါပါနော်အဲပြီးတော့စစ်ကောင်စီတက်ကအခုလိုမျိုးပြောတဲ့ဟာတွေစစ်ကောင်စီဘုံမတွေပြောတဲ့ဟာတွေကို like view ဆိုင်နေမှာဆိုရင်ကျွန်တော်အချင်းချင်းတွေးကွဲနေမယ်ဆိုရင်ရန်သူအကြိုက်ဖြစ်လိမ့်မယ်။အဲဒါမျိုးလေးလည်းကျွန်တော်သတိထားဖို့လိုတယ်ပေါ့နော်။အခုငါကိုရှင်းတဲ့ပတ်သက်လို့ဆိုရင်အာ PDG ပဲတည်တန်းတိုက်တာ အဲ GIN ရမ GIN ရမပါဘူးလားအဲ GIN ရမဥဆောင်လားမဟုတ်စာအုပ်အပြည့်ဖက်ပြောပြောဟုတ်တော့မလားအဲ GIN ရဘယ်လိုမျိုးဟိုပါလဲအဲတိုက်ခိုက်ရေးထဲမှာဘယ်လိုပါလဲဒါမျိုးပုံစံမျိုးပြောထားရှိတယ်ပေါ့နော်ဒါပေမဲ့လေဒီအခုဒါကျွန်တော်ကတော့ဒီတက်ကိုရပြီဆိုရင်တော့ပြန်တော့မပေးခြင်းပေါ့ပြီးသွားလဲမပေးခြင်းအဲ့လိုပဲတကယ်တိုက်နေရတဲ့ဒေါ်လိုင်းတက်ဖွဲ့ဝင်တွေကပိုတော်မှမပေးခြင်းသေးတယ်ဒါပေမဲ့ကျွန်တော်တက်ဖွဲ့ဝင်တွေမှာအဲ့လိုမပြည့်စုံတာရှိမပြည့်စုံတာတွေအဲခုနလို့ ဲတချို့တိုက်ပွဲတွေမှာဆိုရင်အောင်မြင်ပြီးကန်နီးမှအောင်မြင်ကန်နီးမှပြန်ပြီးဆုတ်ခွာရတာလေလက်နက်ခဲရမပြည့်စုံလို့ပြန်ဆုတ်ခွာရတာရှိအဲကြတော့ပြန်ပေးရခြင်းကိုကျွန်တော်တို့တပ်ဖွဲ့တွေကိုအပြစ်တင်နေမဲ့အစားပြန်မပေးရအောင်တပ်ဖွဲ့တွေပြည့်စုံအောင်ဘာလို့ပေးမလို့လို့ပေးရအဲ့ဒါအဲ့ဒါလေးကိုကျွန်တော်စဉ်းစားကြည့်အဲ့ဒီဟာပေါ့နော်ဆရာညီလေးပြောရဲဒါကဟိုတကယ်နိုင်ရှင်မီစဉ်းစားမယ်သူလူသဘောသဘာဝနဲ့နိုင်ရှင်မီစဉ်းစားမယ်သူကျွန်တော်တို့ငယ်ငယ်တုန်းကစပြီးတော့မှလမ်းလေးစလျှောက်တက်ခါသာတုန်းက အမိတဟဲလေးအဖေလက်ကိုပဲဖြစ်ဖြစ်အမိလက်ကိုပဲဖြစ်ဖြစ်အကိုလက်ကိုပဲဖြစ်အမလက်ကိုပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အုတ်ထင်းသူတယောက်ယောက်ရဲ့လက်ကို ဆွဲပြီးတော့မှမာကျောတဲ့အရာတစ်ခုပေါ်ညီတယ်အဲ့ဒါလေးကိုဆွဲပြီးတော့မှ तू တော်တော်တော်နဲ့ရှောက်ရတာအဲ့ဒီကနေနည်းနည်းလေးကိုရှောက်နိုင်လာပြီကိုကကိုလွယ်လွယ်လပ်ရှောက်နိုင်လာပြီဆိုတော့ကာလာရောက်တော့မိဘကဟုတ်တယ်အုတ်ထင်းသူက तू ကသူ့လက်ကလေးလှုပ်ပေးလိုက်တယ်လှုပ်ပေးပြီးရှောက်ကြည့်အဲရှောက်ကြည့်ဆိုပြီးတော့ရှောက်ကြည့်တယ်ဒါပေမဲ့ရှောက်ကြည့်တဲ့ဟာမှ तू ကနောက်ကနေကြည့်နေတယ် ဘာလို့ပေးရမလဲဘာလို့ပေးရမလဲဒါဆိုဒီနေရာဆိုရင်ဖနက်ကလေးစီးပေးရမလားဒီနေရာဆိုရင်တော့နေဘူးတဲ့အုတ်ထုတ်လေးနဲ့သွားခိုင်းမှရမယ်အင်ကြီးလက်ရှိလေးတော့ဝစ်ပေးလိုက်မှရမယ်ဆိုတဲ့ဟာလေးပေါ့နော်ဒီဟာကနောက်ကနေအုတ်ထိန်တဲ့လူကမိဘလို့တော့မဆိုလိုဘူးအုတ်ထိန်တဲ့လူကအကိုညီကိုမောင်နှမကအမြင်နဲ့နောက်ကနေစောင့်ကြည့်ပေးနေတယ်အဲ့ရဒီမှာကိုကိုတိုင်းလုံနိုင်ပြီဆိုတော့အချိန်ကြာကမှကိုယ့်အကိုရှောက်နိုင်ပြီကြောင်တက်တဲ့အရွယ်ရောက်ပြီဆိုတဲ့အခါဒါကြောင်တက်တဲ့အရွယ်တော်မှတချို့ကကြောင်ဝင်းတဲ့ထီကိုရောက်အောင်လိုက်ပို့သေးတယ်ပြီးအပြန်ကျရင်ဂိတ်ပေါက်ကနေဆောင့်ပြီးတော့မှ ပြန်ခေါ်လာရဒီသဘောတရားပါပဲဒါတော့ဘသူတိုက်တယ်ဘသူမတိုက်ဘူးဆိုတာအဲ့တော့လမ်းဒါတို့တော်လိုင်းတက်ပွဲတွေစပြီးတော့မှသူကသူတီးကြလွတ်လပ်စွာလုံနိုင်တဲ့အနေအထားမျိုးရောက်ပြီးဆိုတဲ့ဟာကိုပြသခြင်းလေဒီပြယုတ်တစ်ခုလဲသွားပြီးတော့တွေ့ရတယ်ဒါပေမဲ့အဲ့ဒါကိုဟာသူတို့ရွယ်လွတ်ပေးတာလားမဟုတ်ဘူးနောက်ကနေအမြဲတမ်းစောင့်ပြီးတော့မှအုတ်ထိန်သူကစောင့်ပြီးတော့ကြီးပေးနေပါတယ်ဘာတွေလိုရလဲဘာတွေလုတ်ပေးရမလဲခေရန်လားဟွာလားဟိုအေးပေါ်လား ဘယ်လိုလုပ်ရမလဲလေချောင်းအန်ရဲ့သတိပေးချက်ကိုမတို့နောက်ကနေဘယ်လိုလှမ်းပြီးတော့အချိန်မှတိုက်ပွဲဝင်တဲ့အချိန်မှာဘယ်လိုလှမ်းပြီးတော့တီအောင်ဘယ်လိုလုပ်ပေးရမလဲလက်နေကြီးဘယ်ကနေပြစ်နေတယ်ဘယ်လိုရှောင်ဆိုတဲ့ဟာဒီဟာတွေကအစသူတို့နောက်ကနေလုပ်ပေးပြီးတော့မှ ရှေ့ကိုတောက်တောက်တောက်လမ်းလျှောက်တဲ့ဟာကိုစပြီးတော့မှအဲဒီလိုမျိုးလှုပ်တယ်လို့ပဲယူဆလို့ရတယ်ဗောနော်ဒါကြောင့်မို့လို့ဟိုသွေးမကွဲကြပဲနဲ့ဟာသူတို့ကြီးလှုပ်ပေးတာလားငါတို့ကဟိုအဲ့ဒါဆိုကလေးတွေကဟိုအဖြစ်ကောအမှန်တကယ်ကလေးတွေမဟုတ်ပါဘူးလူငယ်တွေပါလူငယ်တွေကဒီချိန်မှာ တွေးခေါ်နိုင်စွမ်းတွေလောက်ကင်နိုင်စွမ်းတွေကအများကြီးဒါဟိုကိုဒီတက်ဆိုလို့ရှိရင်အများကြီးတာလုံပါလေသူတို့လုံနေတဲ့ဟာတွေတကယ်သူတို့ရဲ့စိတ်ဓာတ်အရေးချင်းတွေကအဲကြောင့်ပြန်ပြီးတော့ပေးလိုက်ပြန်ပြီးတော့နောက်ဆုတ်ပေးလိုက်ပြန်ပေးလိုက်တာတော့မဟုတ် ပြန်ပေးလိုက်တာကသူကလုံးလုံးကြီးကိုကိုရီထိုင်းနေတဲ့အချိန်မှာတက်ပြီးတော့မှကိုရီကိုပြန်တိုက်ပြီးတော့သူကပြန်တိုက်ပြီးယူอ่ะမဟုတ်ပါဘူးအကြောင်းအရင်တစ်ခုကြောင့်ဇော်မဲလုံးစကားလို့ပြောရရင်တော့ဟပေးလိုက်ရတာပေါ့နော်ဇော်မဲလုံးကတော့ဟပေးရလို့ပြောတာအဲ့လိုတော့မယူဟပေးတာဟာသားစကားပြောတာပါအချိန်နေတရရဲ့ကြောင့် နောက်ကိုပြန်ပြီးတော့မှအတိုင်းနာတစ်ခုထိပြန်ဆုပ်ပေးလိုက်ရတဲ့အခြေအနေမျိုးပဲဖြစ်တယ်ဆိုတာလေးလည်းသိစေချင်တာပေါ့နော်အဓိကအဲ့နေရာကကျွန်တော်တို့နေစရာလည်းမလိုဘူးနေလည်းမနေဘူးဒီကောင်လေးလည်းနေလို့မရဘူးဟုတ်တယ်အဲ့အဲ့နေသားတစ်ခုမှခုနလိုအဲသူတို့ပြန်ယူသွားတယ်ဟေးပြန်ရသွားတယ်ဟေးရသွားတာအခွန်ပဲရသွားတယ်ဆိုတော့လည်းပြောချင်တာပေါ့နော်တပ်ဖွဲ့တွေစိတ်ကြိုက်လှုပ်ပြီးမှပေါ့နော်ခုနလို မိဘစီပြန်အပ်ပြီမိဘပြန်လာခေါ်သွားတယ်အပြိုလေးလို့ပါပဲဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်